အလုံးမဲမင်္ဂလာပါ LK Channel ကနေကြိုဆိုပါရစေ။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ကြောက်ဖျားမြေဟာဆိုလို့ရှိရင်စိုးရိမ်ကြီးအမတ်ထက်ကျော်လွန်နေရလို့ယနေ့နိုဝင်ဘာလ10ရက်နေ့သတင်းများအရသိရပါပါတယ်ခင်ဗျာ။ဒါအပြင်ကြောက်ဖျားဆယ်ကနေတစ်ရေကုဗမီတာ2800နှုန်းနဲ့ရေထုတ်လွတ်နေရလို့လည်းသိရပါပါတယ်။ဒါအပြင်ဒေသခံတွေပြောပြကြရာနိုဝင်ဘာလ14ရက်နေ့အထိအရဆိုလို့ရှိရင်ဒီတက်တက် အခြေဖြစ်တာဖြစ်တဲ့ကြောင့်မလို့ဒီနှစ်ခုပေါက်ဆက်သွားတာလို့လည်းသိရပါတယ်ခင်ဗျာရည်ကြီးနိုင်တဲ့နေရာတွေကိုအာဏာပိုင်တွေကကြွတင်ပြင်ဆင်မှုတွေလည်းပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်ထိုင်းအာဏာပိုင်တွေကစောက်ကြည့်မျိုးသုံးမျိုးကိုလည်းထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာဒီမျိုးသုံးမျိုးကတော့လွန်ထပိုလီနဲ့ပက်တုန်ထာနီဘန်ကောက်တို့ပဲဖြစ်ပါတယ်ဒီမျိုးသုံးမျိုးမှနေကြပင်လက်ကဲယူရန်ကြောက်ပြားမြစ်မြစ်လက်တက် တူးမြောင်းတလျှောက်နေရာတွေနဲ့ ညီနိတ်ပိုင်းနေရာတွေနေထိုင်တဲ့သူတွေကရှင်မြတ်တက်မှုတက်ရောက်နိုင်တာဖြစ်တဲ့ကြောင့်မလို့ကြွတင်ပြင်ဆင်ထားကြဖို့လေထိုင်းအာဏာပိုင်တွေကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအနေနဲ့လည်းတဘာဝဘေးအန္တရာယ်ကာကွယ်ဖို့အတွက်ကြွတင်ပြင်ဆင်ထားကြဖို့လေကျွန်တော်ကမြစ်တာရက်ခံပါတယ်